ကြော်ဂျီနာနဲ့ဘာလို့ခုထိလက်မထက်သေးတာလဲဆိုတော့ပြောပြလိုက်တဲ့စိတ်ကြီးရော်နယ်ဒိုအားလုံးပဲမင်္ဂလာပါဂျော်ဂျီနာရှေ့ကြီးဖုန်ငယ်အတွက်တဲ့နဲ့မြင်ရသူတတ်မှတ်စရာခန္ဓာကိုယ်ကိုပိုင်းဆိုင်ထားသူဖြစ်ပါတယ်။ဒါ့အပြင်လာမင်းတဲ့နှစ်လေးတာရေးမြလိုက်တာဆိုသလိုဂျော်မော်လာပါရဲ့ရုပ်ယူကိုပိုင်းဆိုင်ထားသူဖြစ်ပါတယ်။ဒါကြောင့်မဲဆော်ဂျီဘဲရော်နယ်ဒိုဟာဂျော်ဂျီနာကိုတန်တဲ့ဆွဲဖြစ်နေကြတာဖြစ်ပြီးတော့သူ့တွဲခဲ့ဘူးသမျှတွေတဲ့ရွေလက်တွဲအမြင့်ဆုံးဖြစ်နေတာပါ။ ရနေဒိုနဲ့ဂျော်ဂျီနာတို့ဟာတွဲလာခဲ့တာတနောဆတ်ချောက်ခုနှစ်ကလေးကဖြစ်တဲ့အပြင်တသားမီမီလေးတွေလည်းအရာယူထားကြပြီးဖြစ်ပေမဲ့သူတို့ကလက်မထက်ရသေးတဲ့အတွင်းနေချစ်သူတွေပါရနေဒိုကဂျော်ဂျီနာကိုတနေ့နေ့တစ်ချိန်ချင်းပေါ့လက်ထက်သွားမယ်လို့ထုတ်ဖော်ပြောခဲ့ဖို့ပေမဲ့အခုချိန်ထိအကောင့်ထဲမပေါ်ရသေးပါဘူးဂျော်ဂျီနာကတော့သူမနဲ့ရနေဒိုတို့ဟာရာသီခင်ရှေ့မှာလက်ထက်ထားပြီးကြားတဲ့သူတွေပါလို့ပြောဖို့ပါတယ် ဂျော်ဂျီနာနဲ့ရနေတိုဟာ2016ခုနှစ်မှာစတင်တည်ခဲ့တာပါ။တာသမီနေဦးလေအတူတူကရရှိထားပြီးဖြစ်ပါတယ်။ဂျော်ဂျီနာရနေတိုနဲ့အတူပါလာတဲ့ကလေး၃ယောက်ကိုလည်းမိခင်ဖြစ်သူဖြစ်နေထိန်းကျောင်းပေးနေသူပါ။သူတို့မိသားစုဟာရနေတိုကစားရာကလပ်ဖြစ်တဲ့အယ်နာစာတင်းတီရှိဟာဆော်ရီအာရီပြမှာပျော်ပျော်ရွှင်ရွှင်ပြောင်းရွှေ့နေထိုင်နေကြပါတယ်။ဆော်ရီအာရီပြနိုင်ငံဟာလက်မထက်ထားတဲ့ဇုံတွဲတွေကိုအတူနေခွင့်မရှိဘူးလို့အမိန့်ထုတ်ထားတဲ့နိုင်ငံမှာအစ္စလမ်ဘာသာဝင်နိုင်ငံဖြစ်တဲ့အတွက်ဥပဒေတွေကလည်းတင်းတင်းကြပ်ကြပ်ရှိပါတယ်။ ဒါမဲ့ဒီဥပဒေအားရနေဒိုအပေါ်တော့တက်ရောက်နိုင်ခြင်းမရှိပါဘူး။ရနေဒိုအနေနဲ့ချွင်းချက်ရထားတာလည်းဖြစ်ပါတယ်။ဂျော်ဒူရန်ဆိုရင်အယ်နာဆာမာကစားနေပေမဲ့သူ့ချစ်သူနဲ့အတူနေခွင့်မရှိသားဖို့ဖြစ်ပါတယ်။လူတိုင်းသိကျင်နေကြတဲ့ရနေဒိုဘယ်ချင်းလက်ထပ်မလဲဆိုတဲ့မေးခွန်းရဲ့အပြေကိုဂျော်ဂျီနာကိုယ်တိုင်ဖြေကြားခဲ့ပူပါတယ်။ Telegraph သတင်းဌာနနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာဂျော်ဂျီနာက ကျမကအမြဲတမ်းအိမ်တော်ရှင်မတယောက်ဖြစ်ကျင်ခဲ့တဲ့သူပါ။လျောက်ကြားကလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေခြင်းနဲ့အိမ်မက်လည်းရှိခဲ့ပါတယ်။အခုတော့ကျမဟာငယ်စဉ်ကမရခဲ့တဲ့နှွေးထွေးတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားပါတယ်။အောင်ဖွယ်ရကောင်းတဲ့ကလေးတွေလည်းရှိပါတယ်။ကျမကိုချစ်ပြီးဘီယူဆက်တဲ့ယောက်ျားတယောက်လည်းရှိပါတယ်။ကျမလည်းသူ့ကိုချစ်တယ်။ဂယူလည်းစိုက်ပါတယ်။မျက်လည်းမြင်လို့ပါတယ်။ပြီးတော့သူ့ကိုကျမလေးစားအားကြပါတယ်။ခရစ်စတီယိုနိုရော်နယ်ဒိုကအရန်ကောင်းတဲ့သူပါ။သူနဲ့တူကျွန်မဘွားရဲ့အဆိုးကောင်းတွေကိုမျှဝေခွင့်ရတာပျော်ရွှင်မိပါတယ်။လက်ထက်ထဲမြှဖို့ကလည်းကျွန်မတို့ရဲ့စီစဉ်ထဲမှာပါဝင်ပါတယ်။ဒါပေမဲ့အခုလောလောဆယ်မှာတော့အနာဂတ်အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့တခြားလုပ်စရာတွေအများကြီးရှိပါသေးတယ်။ ။လက်ရှိမှာတော့အွေမရောက်သေးတဲ့သားသမီး၄ယောက်ကိုလည်းပြုစုပျိုးထောင်ရမယ်တာဝန်တွေရှိပါတယ်။ကျမတို့အဲ့ဒီအရာတွေကိုပဲပုံမအားရစိုက်ထားပါတယ်။ဆိုပြီးတော့ဖြေခဲ့တာပါ။ရနေတိုကလည်းဂျော်ဂျီနာကိုလက်ထပ်မှာဖြေကြောင်း2022တုန်းကအခုလိုဖြေခဲ့ပူပါတယ်။ Netflix ကထုတ်လင်းခဲ့တဲ့ I'm Georgina ဆိုတဲ့ documentary မှာရနေတိုကကျွန်တော်သူ့ကိုလက်ထပ်မယ်လို့မြဲပြောပါတယ်။သူလဲတာကိုသိပါတယ်။နောက်တဲ့တနေ့သို့မဟုတ်6လသို့မဟုတ်တစ်လအတွင်းတော့ဖြစ်သွားနေပါတယ်။ကျွန်တော်တို့မှန်ကန်တဲ့ခြေကိုစောင့်နေတာပါ။ ကျွန်တော်တို့ကိုလက်ထပ်မယ်ဆိုတာတထောင်ရာခိုင်နှုန်းတည်ကြပါတယ်။ဆိုပြီးတော့ပြောခဲ့ပူပါတယ်။ဂျော်ဂျီနာနဲ့ရနယ်ဒိုတို့ကလက်မထပ်ရသေးပေမဲ့တူအုပ်ကတူအင်မတန်ချစ်မြတ်နိုးကြတာကထင်သာမြင်သာရှိပါတယ်။ရနယ်ဒိုကဂျော်ဂျီနာနဲ့2016ခုနှစ်မှာစတင်တွဲခဲ့ပြီးတသမီမီနဲ့ဦးရထားပါတယ်။တသမီနဲ့ဦးရထားပြီးဖြစ်ပေမဲ့လက်မထပ်ရသေးတဲ့အတူနေချစ်သူတွေဖြစ်တာရှိသေးတာပါ။ရနယ်ဒိုကဂျော်ဂျီနာကိုတချင်းချင်းမှလက်ထပ်သွားမယ်လို့ထုတ်ပြောခဲ့ပူပေမဲ့လက်ထပ်မှာတော့အကောင့်တွေမပေါ်ရသေးတာပါ။ဂျော်ဂျီနာကရနယ်ဒိုနဲ့တူတသမီတက်တဲ့ဝုန်းဝုန်းနဲ့လက်တော့ပေါကောင်းဖြစ်နေတဲ့ DC ပေးနေသူဖြစ်ပါတယ်။ဂျော်ဂျီနာမတိုင်ခင်ကဒီစားတွေများခဲ့တဲ့ရနယ်ဒိုကသူမနဲ့တွေ့တော့မှချင်းချင်းသွားတာပါ။ သူတို့နှစ်ဦးတွဲလာတာ2016ခုနှစ်ကတည်းကဖြစ်ပြီးစင်နေပြဖို့ရလည်းမလိုတော့ပါဘူးစိတ်ကြီးနေတဲ့တချင်ချင်းမှလက်ထက်သွားမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်